ေနာပါပါဟင်းချက်ရောင်းတယ်ပြီးတော့ဘယ်မှမခိုးဘူးပေါ့နော်မခိုးတော့စားလူရလည်းအရင်တော့စားသွားတဲ့လူတွေကလည်းအခုပြန်လာစားလဲအရင်တော့လက်ရတိုင်းပဲကောင်းကောင်းပဲပိုင်ရတာအဲ့မျိုးပေါ့အဲ့မျိုးကြောင့်လို့ထင်တာပဲဒီကလက်ရကောင်းနှစ်ပြည့်ချက်တဲ့ဟာတော့ခုနှစ်ရှစ်ဦးကပုံမှန်ကုန်တယ်။ဟိုအရန်ရောင်းကောင်းရင်တောက်ကြလို့စနေလို့မြင်ပွဲတော့ရက်တွေပါရည်ဆိုရင်တော့တကြံရက်တွေပါရည်ဆိုရင်အဲ့မျိုးဆိုရင်တော့ တနေ့ကို12အိုးလောက်ကုန်တယ်။မင်းများနှစ်ယောက်ဆိုရင်ကိုဝင်နေရလာစားခလေးတောင်မှအခုအလူပြိုပေါက်တောင်ဖြစ်ကုန်ပြီ။အဲ့ချိန်ကြီးလာစားလူတောင်ရှိတယ်။ Dạ, xì vô Cháu trà là tên yên không cháu xà bọ Thì giáo đọc cho em cháu Anh lùm vô bọ Dạ, quá chù bọ, anh này thì chết tôn hiện nhà nhà này chả thả Chết tôn này thì lại chô bọ một đồ Chô bọ một đồ Một đồ, dạ thế này xì tập rồi chả thả Thế nhé đi ngà lùng này bọ, dạ mến này Dạ mến này, dạ xịt ra Dạ, vẫn như chè အရင်ကနာမည်ကတော့ရွှေအိမ်မက်ရွှေအိမ်မက်ကအမားရေပါရောင်းခဲ့တာပါเนาะအမားရေရောင်းပြီးတော့သူတို့ကဟိုအိမ်တော်တွေပါကြားပဲခွဲထွက်သွားတယ်ဆိုင်မုတ်တွေပါလဲရွှေအိမ်မက်ဆိုတဲ့ဆိုင်မုတ်တွေမတက်ဖြစ်တော့ဘူးမတက်ဖြစ်တော့ဘဲနဲ့ကျွန်တော်ကအဓိကဦးကြီးကရောင်းမရတာပေါ့အမေတို့ကဟင်းချက်တယ်အတော်တွေအမေတွေဝင်အခုဒီအဲ့ချက်တဲ့လူတွေကလည်းဒီချိန်ကြီးချက်တုံးပဲပေါ့အဲ့လက်ရမပြောင်းတာအမေတို့ကဟင်းချက်တယ်ချက်တော့ကျွန်တော်ကရောင်းတယ်ရောင်းတော့ကျွန်တော်ခင်းတဲ့လူတွေပါတယ်ကဖတီမာဖတီမာဆိုင်ဖတီမာဖတီမာလို့ခေါ်ရင်းတယ်အညိုပေါ့ လူတွေက free မှာပဲတီးကြတာလေပြီးတော့ free မှာဆိုစိုင်းမို့တက်လိုက်တာဒါပတ်ပိုးပေါက်သွားတာပေါ့အဲ့တော့နာမည်ကဒါ customer ခေါ်တဲ့နာမည်ကိုပဲပြီးပြသွားတာပြီးပြတာဟုတ်အဲ့တော့သူကကိုယ့်ဘယ်လိုဆိုတော့ကိုယ့်နာမည်ရင်းအောင်ပြောက်ပြောကိုယ့်ကိုဆိုအဲ့လိုပဲခေါ်တော့တာဟုတ်ဟုတ် free မှာလို့ပဲခေါ်တော့အဲ့တော့ detail နည်းနည်းဟို detail ဝရတယ်ဟိုဝိတ်ချတာတော့ပေါင်း60 90လောက်ကျသွားတာဟုတ်嗯嗯 ော့ဝက်ချိုတွေပါလူကြိုက်များတယ်ဘာလို့ဝက်ချိုကကျွန်တော်တို့ကစက်တွန်အဓိကချက်တာလေစက်တွန်အချုံမဟုတ်မတော်ဘူးစက်တွန်အချုံနဲ့ပဲဟိုစက်တွန်ဝက်ချိုဝက်သားတပိတ်တာဆိုစက်တွန်တပိတ်တာထည့်ချက်တာအဲ့လိုမျိုးပါနော်စက်တွန်နှစ်တွန်နဲ့ပြစ်ခဲနေတာပဲအဲ့လိုမျိုးဆိုတော့ဝက်ချိုတွေလည်းလူကြိုက်များတယ်ကျန်တဲ့အမဲနဲ့တွေစိတ်သားတွေဆိုလည်းလူကြိုက်ကြပါတယ်သူကလည်းအကောင်ကတယောက်တစ်မျိုးစီဆိုတော့ကြိုက်ကြပါတယ်တယောက်လူပေါ့အကောင်ကတော့ကောင်းအောင်ချက်ထားတာပဲဟုတ် မေးတိုင်းမဆိုင်ကြီးလို့ဖြစ်နေရပြီဆိုင်ဟာအများကြီးပဲဟင်းနေရဘုရားကြက်ချင်းတိုင်းဘုရားစိတ်ကလေးသားဘုရားဝတားနဲ့တရတိကြောင့်နဲ့ချက်ထားတာအညာတရတိကြောင့်နဲ့အန်ခါကြရင်မယန်းနီးနဲ့ချက်တယ်ခါကြရင်ဟိုအဲ့အရာမရှိတော့ဘူးသူမယန်းနီးကြောက်တယ်မချင်းနှစ်နဲ့ချက်တယ်ဒီဟာဆက်သားကြောက်ကိုခန်းညင်းနီးနဲ့ချက်ထားတာဒီဟာဘဲဥချင်ဟင်းဒီဟာကြက်သားအသေးမြင့်ဒီဟာငကြီးကြက်တိုက်ဒီဟာအခုຢာဒီပါပေါ့ငစင်ိုင်းလေးတွေ ဥလေးနဲ့အရင်ခေတ္တဝါဆိုတော့တပွဲတော့ဘာမှမရှိပါဘူးယာကန်လောက်ပဲရှိပါအဲ့တော့ကျွန်တော်လည်းခလေးတော့တိမ်မမှတ်မိဘူးအဲ့လောက်ပဲရှိရအခုကတပွဲကိုငါဝတ်သားလေးနဲ့ဝတ်နဲ့ပတ်သက်ရင်တော့ငါးထောင်ပေါ့နော်ကျန်တဲ့ကြက်တွေပါရေးကြတော့တန်းကို၈ထောင်ပေါင်လိုက်ပေါ့ဟိုဆက်မကျော်တို့ဘာလို့ကြတပွဲကို၆ထောင်ပေါ့အဲ့အခုကုန်စည်နှုန်းတွေကအညိုဝဇီးတက်ပြီးရောင်းသွားခမင်းတပွဲကိုတထောင်အဲ့ဒါနဲ့နှင်းနဲ့စားမယ်ဆိုဝတ်သားနဲ့စားမယ်ဆိုရင်၆ထောင်ဆက်မကျော်တို့ဘာနဲ့စားမယ်ဆိုရင် ခွန်းထောင်ဖြစ်သွားတာပေါ့ပါဆယ်ကြားဘူးနဲ့ထည့်ပြီးရထမင်းနဲ့ပို့ထည့်တော့ထမင်းတပူကို1500ရောင်းတယ်စားပွဲဆိုတော့တထောင်ပဲတအိုးနှစ်ပြည့်ချက်တဲ့ဟာတော့ခွန်းအိုးရှို့ကပုံမှန်ကုန်တယ်ဟိုအရန်ရောင်းကောင်းရင်တောက်ကြတော့စနေတော့မြပွဲတော့ရက်တွေပါရီဆိုရင်တော့တကြံရက်တွေပါရီဆိုတော့အမျိုးဆိုရင်တော့တနေ့ကို12အိုးလောက်ကုန်တယ်12အိုး73အိုးလောက်ကုန်တယ်မှတကြံပြီးခဲ့အခုနှစ်တကြံတော့ဆိုရင်တော့18အိုးလောက်ကုန်တယ်အများကြီးချက်ရတယ်အခက်ခဲတဲ့မျိုးစုံတော့ဖွင့်ရပါတော့ဒီနေရာမှာကြာတော့အမျိုးကဟို အများကြီးကြုံတွေ့ခဲ့ရပါပဲ။ဒီကခံနိုင်လို့အမျိုးရောင်းရက်တည်နိုင်တာ။တုံတန်လုံးလူဥမပြန်ဖွင့်မယ်ဆိုတော့အဆင်မပြေဘူးဒီဆိုင်နဲ့ဆိုင်ဖြစ်ဖို့ဆိုတော့တမိသားသူတို့တော့လုံးဝရတာ။အမေတို့ပါလို့ဆိုတော့အခုချိန်ကြီးချက်ရရပြုတ်ရရဈေးဝယ်ရရကျွန်တော်တို့တညာလုံးဦးစီးပြီးတော့ရောင်းရတယ်။အဲအဲ့လိုမျိုးပါနော်။တိုင်လုံးမနာရအောင်။ ွဲတော့လူသားလူတွေကတော့ဖွင့်ငိုင်းတယ်ဒါပေမဲ့ကိုယ်ကမဖွင့်နိုင်ဘူးလူခွဲလည်းမရှိဘူးလေပြီးတော့လဲဆိုင်ခွဲတစ်ခါဖွင့်လို့ရတယ်မလွယ်ဘူးလေကိုလူခွဲတွေပါတယ်ရှိရဲအများကြီးဝင်နှန်းတွေကလည်းအခက်အခဲရှိတော့တိတ်ပဲဖွင့်ဖို့အဆင်တွေမရှိသေးပါဘူးမာပဲတော့ရှောက်တချို့မန္တလေးကလာရဲ့လူတွေမန္တလေးမှာတော့လာဖွင့်နိုင်တယ်အဲ့လောက်ကြီးတော့မဖွင့်နိုင်ဘူးအဲ့ဘာမနိုင်မှာလဲစိုးရင်တာပေါ့မြင်းဟင်းချက်တယ်ပြရဆိုလဲဒီကြွားချက်ဖို့ဆိုလူကွဲမရှိဘူးလေပြီးတော့ဒီကနေချက်ပြနှစ်အိုးခွဲမယ်ဆိုလဲအဆင်မပြေဘူးလေ အရန်ကတိဝါမယ်အဲကိုနေရာလေးကိုဖျားပေးတဲ့လောက်ပဲကောက်ပါတယ်နင်းများနှစ်ယောက်ဆိုရင်ကိုဝင်နေရလာစားခလေးတောင်မှအခုလူမျိုးပေါက်တူတောင်ဖြစ်ကုန်ပြီအဲ့ချိန်ကြီးလာစားလူတောင်ရှိတယ်အဲ့လိုမျိုးပေါ့ခလေးမွေးကိစ္စခလေးကအရွယ်ကနေပေါ့အခုလာစားလူတောင်ရှိတယ်အဲ့လိုမျိုးပေါ့အဲ့တော့ဒါသားစင်မြေဆက်လာစားလူမျိုးတောင်ရှိနေရပါရှိရရှိရရှိရတချို့မနေ့ကပြင်အဲ့ဘိတ်ကခလေးလေးဆိုရင်ဘယ်ဆိုင်မှမစားခြင်းဦးလေဖတိမပဲပဲစားမယ်ဖတိမဘာမှကြွေးလို့မရဘူးနော်အဲ့ပြောပြနေပြီးတော့ကျွန်တော်အဲခံမင်းကြီးဆိုရင်ကျွန်တော်ဆိုရင်10နှစ်ကျော်လောက် ကဲနှစ်ကျော်အောင်မကတော့လို့ဆို15နှစ်လောက်ရှိပြီကျွန်တော်ဒီလောက်တာလေအမားတို့အိမ်အောင်ကြပြီးတည်းကလောက်ရတာပေါ့အဲ့လိုမျိုးပေါ့ဟုတ်ဆန်းကရောင်းတော့ခက်ခဲနေရှိတာပေါ့တိတ်ကမကျွမ်းကျင်ဘူးလေဒီဆိုင်ကြီးကိုအမားရရုပ်တည့်ရဲ့ကျတော့အိမ်အောင်ပြုတ်သွားနားသွားတော့ကိုရီလောက်တော့နည်းနည်းတော့စိတ်ကြရတော့ခက်ခဲရောရှိတာနောက်ပါကြာတော့အလုတ်ကတင်သွားတာပဲအဆင်ပြေသွားပါလေအမ်ဆိုင်ကတော့ကျွန်တော်တို့အနော်ထားလမ်းမကြီး18လမ်းထိတ်